မင်္ဂလာပါရိုးရဖို့ channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရိုးရဖို့ channel ရဲ့လောကချမ်းသာတဏ္ဍာရီရံများစီစဉ်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်လူချင်းမိတ်ဆွေများဘဝအမောစိတ်တော့ကမောတဖြည်းဖြည်းပြည်လျောပြီးကံကောင်းမှုငွေကြေးကြိုးအားမှုအောင်မြင်မှုတွေခံစားရဖို့ယနေ့ရေရဟောဆန်းကိုနားဆင်လိုက်ကြရအောင်ပါနေတိုင်းစိတ်ချမ်းသာမှုတိုးစီဖို့ကံကောင်းမှုမြင့်တင်ဖို့လိုက်နိုင်ရမယ့်ရေရတွေကိုဆရာကြီးကတင်ပြပေးတော်မှာပါဘဝမောတွေပြည်လျောပြီးလောကချမ်းသာမှုရကြပါစေ အားလုံးလူချင်းမမိတ်ဆွေများရိုးရာဖော်နဲ့အတူဒိုးရာကြုံနိုင်ကြပါစေခင်ဗျာ။မင်္ဂလာပါဗျာ။ဆရာကြီးမြန်မာပြည်ပါဒီနေ့12ရက်3လ2025ဗုဒ္ဓနေ့ဖြစ်ပါတယ်ဗျာ။ဒါကြောင့်12ရက်3လ2025ဗုဒ္ဓနေ့ရဲ့ရိုးရာဖော် channel ရဲ့လောကချမ်းသာတဏိတာရေရံများကိုတင်ပြပေးလိုက်ပါတယ်ဗျာ။ဒါဒီချိန်မှာအိုးအေးလောက်ကနေပတ်သက်မှာအိုး အလုတ်ကန်နဲ့ပတ်သက်တဲ့ကိစ္စကဝတာရပဲပြုအလုတ်ကန်ကောင်းလာဆိုကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာကံကောင်းတတ်ပြီးအလုတ်ကန်နဲ့ပတ်သက်တဲ့ကိစ္စမှာနည်းနည်းအီးလေးလေးဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ငွေရများနေတယ်အလုတ်ကနည်းနည်းနည်းနေသလိုခံစားရပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကာကောင်းတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နှိမ့်နေဆက်တတ်တဲ့ကိစ္စမှန်သမျှအဆင်မပြေကြတဲ့လူများအလုတ်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့လူများနော်အဲ့ဒါအမျိုးဘာသာတာသနာမျိုးရာဟုတောင်းအနောက်မြောက်တောင်းလက် ရေးလေးကိုတောက်ပြီးမှဆူတောင်းအသင်းရေးလေးရယ်ကျွန်တော်လောကမကောင်းမှုပြအလောက်ကနေပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေးခြင်းနဲ့ဒါကြောင့်အသင်းရေးလေးကကျွန်တော်လောကနေပတ်သက်တဲ့ပြည်ညာလေးပို့အောင်ကုညီဆောင်ရွက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော်အနောက်မြောက်တော်ကိုလှည့်လှည့်ပြီးမှရေလေးကိုတောက်ပြီးမှထူထောင်းနေရဖြင့်တင်းတို့မှပိတ်ဆို့နေသောအလုတ်ကဲများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ငွေကြီးနဲ့နှိမ့်နှိမ့်ဆက်မှလက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်အဲ့ဒါငွေကြီးနဲ့ပတ်သက်ဝင်လိုက်ထွက်လိုက်ဖြစ်တဲ့ကာလမျိုးပြီးငွေအားကောင်းတဲ့ကာလမျိုးပြီးအဝင်ထွက်မြန်တဲ့ကာလမျိုးဖြစ်ပါတယ် ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေခုနှစ်သားသမီးအားလုံးတို့ဒီတနင်္လာအရှိအရာကိုလက်မျက်နှာလေးကိုတည်ပြီးမှရေးလေးနဲ့မျက်နှာလေးတည်ပြီးမှဆူတော်အတင်းကြီးလေးရဲ့မျက်နှာတည်ပြီးတော့အတင်းကြီးလေးရဲ့ကျွန်တော်လေးငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးကျွန်တော်အကျွေးပေးရဘလောက်ရရဘလောက်ကျွန်တော်လူကျင်တာဘလောက်ဒါကြောင့်ပိတ်ဆိုနေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေအောင်အတင်းမျက်နှာတည်ရေးလေးကကိုကြီးဆောက်ရတော်မူပါဆိုမျက်နှာတည်ရင်မှတ်တာဆူတော်မယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့နှိမ့်နေဆက်တဲ့ကိစ္စအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးအစီအမံပြကြတဲ့ခုနှစ်တန်းသမီးအားလုံးတို့ဒီအလောက်ကိုင်းအစီအမံပြရင်ရာဥတော်အနောက်မြောက်တော်ကိုလက်အာရေးလေးကိုတောက်ပြီးမှဆူတော့အနော်အလားတင်းတင်းလားအရှိရာကိုလက်ပြီးမျက်နှာတက်မယ်ဆိုလို့ရှိရင်တော့တင်းတော့မှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအစီအမံပြဖြစ်ပါအကြောင်းရိုးရဖို့ channel ရဲ့လောကချမ်းသာတင်းနေတာရေးရများ တင်ပြပေးလိုက်ပါတယ်ဗျာဒီချိန်မှာစိတ်တွေစိတ်နဲ့ပတ်သက်တာတုံတရားတို့မျိုးရင်းစိတ်ထဲမှာမျိုးသိမ့်နေတတ်တယ်စိတ်ထဲမှာပိတ်ဆူနေတဲ့တရားဥနေတရားမပြောရဲပဲနဲ့အသာလေးငြိမ်းနေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်တက်ကြသလိုလိုစိတ်တက်တဲ့ကြသလိုကြီးရမလို့လို့လောက်ရမလို့လောက်အောင်ကံလို့ဤလေးလေးဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ကိုမအိမ်မသုံးတဲ့စက်ပြာစက်ပြာလေးကိုကိုင်းပြီးတော့စက်ပြာမုံလေးကိုကိုင်းပြီးမှဆူတော့အသင်စက်ပြာလေးရဲ့အသင်စက်ပြာမုံလေးရဲ့ကျွန်တော်လေးစိတ်တည်ညစ်နေတယ်ကျွန်တော်စိတ်ညစ်တာလုပ်ရမကောင်းဘူးဗျာ ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေဘူး၊ဗျာပညာရေးနဲ့ပတ်သက်တဲ့အဆင်မပြေဘူး၊မိယာရီနဲ့ပတ်သက်တဲ့အဆင်မပြေဘူး၊မင်းနဲ့ပတ်သက်တဲ့အဆင်မပြေဘူး။ဒါတွေဒါတွေကြောင့်ကျွန်တော်စိတ်သက်တည်ကြနေတယ်။အယောင်ဝယ်လည်းမကောင်းဘူး။ဒါကြောင့်ကျွန်တော်ကြနေတဲ့စိတ်သက်တည်အယောင်ဝယ်ဒီကောင်းအောင်အဆင်ပြေအောင်အသင်ဆက်ပြားလေးရအသင်ဆက်ပြားမုံလေးရကိုကြီးစောင့်ကြတော့မူပါဆိုတဲ့အကြောင်းအဲ့ဒါတော့ကျွန်တော်တို့ရပြန်အဲ့ဒါဟာဗုဒ္ဓတောင်ရကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ကံမြအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနင်းနေဆက်တဲ့တဲ့လူယောက်ျား လူယောက်ျားတွေကဒီမှာတော့ဆို တောင်းတောင်းဆိုမြောက်အရှိဆိုနောက်ကိုလုပ်ငန်းမှာနေပါဆိုလုပ်တဲ့မနေအိမ်မှာနေပါဆိုအိမ်မှာနေအပြင်ရောင်းတောင်းတောင်းတောင်းနဲ့အလူလိုလို KTV လိုလိုလပိတ်စင်လိုလို water tap ဖြစ်နေတဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်တဲ့ဒီနေ့ဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့နာမည်ကိုစက္ကူတရမှာရေးရည်ပြီးအိုက်ဆက်ကူလိုကြွကြွင်းနဲ့ထက်ပြီးအိမ်ရဲ့မြင့်တဲ့နေရာလေးတနေရာမှာရှိတ်ဆွဲထားလိုက်သမှာဗျာ။ကြာဆင်းနေတဲ့လူယောက်ျားဓာတ်ပြက်နေတဲ့တေလူယောက်ျား မနောကန်နေနေတဲ့လူယောက်ျားအမြင့်ကိုတင်လိုက်တာဖြစ်တဲ့ဓာတ်တည်ပြင်းပြီးတော့ကန်နေမြင့်ပြီးတော့အဆင်ပြေမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပြပါအိမ်မှာလူယောက်ျားတွေဓာတ်ပြက်နေတဲ့ယူဆလိုကတော့သူတို့နာမည်လေးကိုစက္ကူတရမှာရေးချွတ်ချိတ်ကလေးနဲ့ထည့်ပြီးမြင်းတဲ့နေရာရဲ့မိမိအိမ်ရဲ့မြင်းတဲ့နေရာတနေရာမှာချိတ်ဆွဲထားလိုက်ကြမှာဗျာနေနေတဲ့ကံများအမြင့်ဆုံးရောက်ပြီးတော့ကံကောင်းခြင်းများလင်းများသာဝင်ရောက်လာမှာဖြစ်ပါတယ်ကိုနေနီးနေသက်တဲ့မင်းမင်းနေအားကောင်းလားသူကောင်းပါလေတကယ်အားကောင်းလားသူလည်းမကောင်းဘူးဒီချင်းကခွေးမကောက်ကြည်တော့ဆွဲဖြစ်ပါတယ်ဗျာ ဝါဒဝါဒဝါဒနဲ့မင်းနေရငွေကြီးနဲ့ပတ်သက်တဲ့လက်စားမှုငွေကြီးနဲ့ပတ်သက်တဲ့လူတွေလုံးမှုငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုအမျိုးမျိုးကြုံတွေ့နေရတဲ့ကာလမျိုးဖြစ်ပြီးရွှေကောင်းကြောင်မြောင်ဝင်းအောင်ဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်မင်းနေဓာပြက်နေတယ်ဓာပြက်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကြာသာပရိအနောက်ရက်ကိုလှည့်ပြီးမှဘာမှမကင်မဲနဲ့ဆူတောင်းသမ်းပါဗျာ။နော်အလားမင်းနေနဲ့သွားပြီးတော့အလုပ်တွေလုပ်မယ်၊မြေယာနဲ့ပတ်သက်လုပ်လုပ်တယ်၊ပညာရေးနဲ့ပတ်သက်လုပ်မယ်၊အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ကိစ္စကြီးလုပ်မယ်။ ကျွန်တော်ပြောတဲ့ဆိုတဲ့လုတ်တက်ကိုင်းတဲ့ကိစ္စတွေမှာအဆင်ပြေပြီးမင်းနဲ့ပတ်သက်တဲ့ပြဿနာကြီးအများဆုံးကင်းလွန်းပါစေကြောင်းကြာသာပတိအနောက်ရက်ကိုလှည့်ပြီးတော့လက်ထက်မှာဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စမြေယာနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ရိုးအဖို့ channel ကလောကချမ်းသာရေဒီယာတနေ့တရာရေဒီယာများကိုဇက်တိုက်ဇက်တိုက်ထုတ်လွှင့်နေတာဖြစ်ပါတယ်နော်ကိုသွားတဲ့ခီကူပြောတဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်မရပါဘူးဗျာ ွားခြင်းတို့သွားခွင့်ပြောခြင်းတို့မရခွင့်တဲ့ပုဂ္ဂိုလ်များအားလုံးတို့ဒီတောက်ရီလေးကိုတောက်တဲ့အခါမှာဗုဒ္ဓတောင်ရကိုလှည့်ပြီးရေးလေးတောက်လွဲချုံနေတော့ခီးစကားများတဲ့ပြီးတော့သွားတဲ့လာတဲ့ခီးမှာအနေချင်းပေးရှင်းငွေကုန်ကြေးကြတက်တာပြီးပြောသွင်းရသူသွင်းရအောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်သွားသည်များလာသည်များပြောသည်များသူများအောင်မြင်ပြီးတော့အစဉ်ပြေခြင်းတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီဗုဒ္ဓတောင်ရကိုလှည့်ရေးလေးတောက်ပြီးမှအမျိုးဘာသာတာသနာနဲ့မှဆိုင်မှုစုတောင်းမယ်စဉ်တင်းတို့မှာပိတ်ဆိုနေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများ အဖေနော်အမြန်ဆုံးပွင့်လန်းသွားမယ်ဖြစ်ပါကြောင်းနော်လောကချမ်းသာရေရာများကိုတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့မျိုးဝါတွေနဲ့ပတ်သက်တဲ့ကိစ္စမှာမျိုးဝါတွေပြတ်တယ်ပြည်နယ်တွေအားကောင်းပြီးတိုင်းနယ်အားမကောင်းဘူးတခြားနိုင်ငံတွေအားကောင်းပြီးတော့ကိုယ်နိုင်ငံတွေအားမကောင်းဘူးအသူများလူမျိုးတွေအားကောင်းပြီးကိုယ်လူမျိုးအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်မျိုးဝါတွေပေါ်မှဒုရာကျော်မှဖြစ်ပါတယ်ဗျာဒီချိန်မှာအမှုခင်ပြဿနာအလူတွေဖမ်းတယ်လူတွေပြန်ပြီးဆွဲတယ်အလူတွေကိုလူတယ်လူတွေတတ်တယ်လူတွေအရမခိုင်းတယ်အိမ်ကြီးကိုမိရှုတယ် ငါဖြစ်ကျင်တယ်လို့ဖြစ်လုံးကျင်တယ်လို့ဖြစ်နေတဲ့ကာလမျိုးဖြစ်ရိုးရတွေပြက်နေတာဖြစ်တယ်ဒီချိန်မှာရိုးရပြက်တဲ့အတွက်လူတိုင်းလူတိုင်းဟာဒီချိန်မှာအုပ်ပြစ်အိမ်ပြစ်လုပ်ငန်းပြစ်သွားတယ်လို့အဒါတော့အသက်အန္တရာယ်ဆိုးရင်ရပြီးတော့လူတွေအဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်တိတောက်တတ်ပါတယ်ဒါကြောင့်ဆုလိုက်ပြုံလိုက်မနေမနေတို့ခွေတပြားစီနေချင်းဖြစ်သင်တို့မှာပိတ်ဆို့နေတဲ့အန္တရာယ်များအများဆုံးကင်းလို့ပြီးတော့ရိုးရဖို့လို့ထိုးရကြောခြင်းနေဆိုရင်တော့ကျွန်တော်တို့လက်ဖက်ရည်လေးပြလက်ဖက်လေးလက်ဖက်ကြိုးကလေးကိုဖြော ပြောပြီးတစုံတယောက်တို့သူ့ကိုအနောက်ရက်ကိုလှည့်ပြီးမှဆူတောင်းပြီးမှကုသပြုမယ်ဆိုရင်ရိုးရဖို့လို့ဒူရကြောပြီးအမှုခင်းများပြဒနာများဝူကပြီးတော့နော်ဝေကြီးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှဖြစ်ပါတယ်ဗျာကျွန်တော်တို့ရိုးရဖို့ channel ကလောကချမ်းသာတင်းတင်းတာရေရရာများကိုဇက်တိုက်ဇက်တိုက်ထုတ်လို့နေတာဖြစ်ပါတယ်ကျွန်တော်လေးတဲ့ဒီနေ့အောင်မလေးဒီလေးနေပါတယ်လို့ကန်စားမယ်ဆိုရင်အနောက်ရက်ကိုလှည့်ရေလေးတောက်ပြီးမှဒီကန်လေးတွေစားမယ်ဆိုရင်လေးပါသောကန်လေးတွေကန်စားမယ်ဆိုရင်တော့အဲဒီအရင်နေ့ အဲ12ရက်3လ2025ဗုဒ္ဓနေ့ရဲ့ကံကောင်းသေးတဲ့ခဏတော့၄ဖြစ်ပြီးတော့တကယ်လို့အောင်မလေးတီကိုလေးတွေကန်ဆမ်းမယ်ဆိုအနောက်ရကူလှဲ့ရေးလေးတောက်ပြီးမှ၄ပါသောခဏလေးတွေစမယ်ဆိုရင်တော့ဒီကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်အဲ၄နှစ်ပတ်သက်တဲ့ခဏလေးဆို၄ထိပ်ကလေးတွေအပိတ်ကလေးတွေကမှအဲ၄၃ညတို့၄၅တို့၄၃ဆိုတဲ့ခဏလေးတွေအပိတ်ကလေးတွေထိုးမယ်ဆိုရင်၄၃ညတို့၄၃တို့အဲ၄၅ဆိုတဲ့ခဏလေးတွေအောင်မလေးတီကိုအနောက်ရကူလှဲ့ရေးလေးတောက်ပြီးမှဒီကံလေးတွေအဲ၄ထိပ်နဲ့ နောက်ဘက်ကလေးတွေနဲ့ကန်ဆားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဒီနေ့လောကချမ်းသာရေရရားရဲ့တဏိတာအကောင်းဆုံးရေရရားတော့တင်းလာအရှိအယကိုလှည့်ဘောပင်လေးကိုကိုင်းကင်ပြီးတော့စူးတောင်းတော့မှာဗျာအတင်ဘောပင်လေးရဲ့ကျွန်တော်တို့တွေလောက်ကင်မကောင်းမှုလောက်ကင်နဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့ငွေကြီးနဲ့ပတ်သက်တာအဆင်ပြေဦးပြေခြင်းနဲ့တင့်မှာဖြစ်ပေါ်နေတဲ့အဆင်မပြေမှုအားလုံးတို့ဒီဘောပင်လေးကိုကိုင်းပြီးတော့တင်းနှလာအရှိရာကိုလှည့်ပြီးအမျိုးပါသာသာသနာနဲ့မဆိုင်မနေ အရှိရာကိုလှည့်ပြီးမှဘောပင်းလေးကင်စူးတောင်းမိစင်းတင်းနှုံးတွေမှာပါပိတ်ဆူနေတဲ့ကံများစူးတောင်းပြီးရေနဲ့30စက္ကန့်3မိနစ်မိနစ်30နှစ်နာရီအတွင်းအစဉ်ပြေမီဖြစ်ပါကြောင်းလောကချမ်းသာရေရေရာ တဏိတာများကိုတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ YouTube ဖို့ channel ကိုကြည့်ရှုရတဲ့ပိဋကလူတန်းကြတဲ့ပုဂ္ဂိုလ်အစုစုအားလုံးအားလုံးတို့ဒီယနေ့မှစရည်အိုးလူကံများပွင့်လန်းကြပါသည်ငွေကြီးများထူလိုက်ပြုံးလိုက်လုံးလိုက်ခလိုက်ဝင်ပါသည်စိတ်ချမ်းသာကိုချမ်းသာနဲ့ပျော်ဝဲခြင်းပွဲမင်္ဂလာတွေမှာပါဝင်ဆင်နိုင်ပြီးအမှုခင်းပြသနာပူပြီးပြီးဒိုးရကြော်ပြီးတော့ YouTube ဖို့လူဒိုးရကြော်ပြီးငွေကြေးများထူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးသာသနာပြုနိုင်တဲ့အသာကောင်းတမိကောင်းမိသားစုကောင်းများဖြစ်ကြပါသေးကြောင်း ရောအဖို့ချမ်းနေလောကချမ်းသာရေရာများတနေ့သာများတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ